ဘစ်မ illah ရာဟ်မန်ရာဟင်အလ်ဟမ်ဒူလ illah ကျွန်တော်တို့အာဘကူရူဒူရဲ့တန်ခမ်းသာ15ကိုဖတ်မှာဖြစ်ပါတယ်ဒီတန်ခမ်းသာမှာကြတော့ကျွန်တော်တို့စီကင်ဥပဒေနှစ်ခုနဲ့ပတ်သက်ပြီးဖတ်မှာဖြစ်ပါတယ်အဲကနေပထမဥပဒေကဒီဟာဖြစ်တယ်ဗောနောကျွန်တော်တို့ဗမာလိုစကားပြောတဲ့အခါကျွန်တော်ကားမောင်းတက်တယ်ကျွန်တော်ဟန်ချက်တက်တယ်ဒီလိုတက်တယ်မတက်ဘူးအဲ့လိုမျိုးစကားတစ်မျိုးသုံးတယ်အေးအေးလေးစကားကိုဘယ်လိုစီလဲဒါနဲ့ပတ်သက်ပြရင်ဖတ်မှာဗောနောဒီလိုမျိုးစကားကိုစီဖို့အတွက်ကျွန်တော်တို့ပထမဆုံးအနေနဲ့ verb ဆိုတဲ့ fail ကရိယာဆိုတဲ့အရာကိုယူလာမယ်။သဘောပေါက်ပြီနော်။ပြီးတော့ဒီကရိယာရဲ့အနောက်မှာအာတာဟဲဓမ္မမောအာတိဟဲဓမ္မမောအာတဲဒီစကားလုံးတွေကိုထည့်ပြင်มาဖြစ်ပါတယ်နော်။ကိုအာတာဟဲကြတော့ကျွန်တော်တို့ယောက်ျားလေးအနေငယ်အတွေ့သုံးတယ်။အာတိဟဲကြတော့မိန်းကလေးအနေငယ်အတွေ့သုံးတယ်။အာတာအာတဲဟဲဒီဟာကြတော့အမြခင်အတွေ့သုံးတယ်။သဘောပေါက်ပြီနော်။အဲ့တော့ဆရာဒီမှာအလိုမျိုးဥပမာလေးရေးပေးထားတယ်ဒီဥပမာလေးဖန်ရင်ပို့ပြီးရှင်းသွားမှာပေါ့နော်။ मुझे कार चलाना आता है मुझे कार चलाना आता है ကျွန်တော်ဒီကားမောင်းတတ်တယ်ဒီမှာနောက်တစ်ခုတတိထားမယ်ဘသူကလုတ်တက်တာလဲအေးအေးဒီနန်စာကိုကြာတော့ကျွန်တော်တို့နန်စာ၃မျိုးဖတ်ခဲ့တယ် my मुझे मेरा မမီတယ်နော်အေးအေးဒီတန်ခမ်းတာမှာအလေကမျိုးစာနန်စာတွေကိုသုံးရတယ်အင်္ဂလိပ်လိုပြောမယ်ဆိုလို့ရှိရင် objective pronoun အမျိုးစာကိုသုံးရတယ်အဲပမာလိုပြင်းရင်ကျွန်တော်တို့ go ဒါမှမဟုတ် are ဆိုတဲ့အမျိုးစာနန်စာတွေကိုသုံးရတယ်ဥပမာဖြင့်ကျွန်တော်ဒီ ျွန်ုပ်ကိုကျွန်ုပ်အားနောက်တစ်ခုကကျွန်ုပ်ဤ ဒီလိုမျိုးစကားတွေမှာကေလို့နန်စာ၃ရတယ်ဆိုလို့ရှိရင်အဲ့ဒီ chain နန်စာမှာကျွန်တော်တို့အလေကမျိုးစာကိုအတိတ်ပဲပြည့်တဲ့အဲ့ဒီအမျိုးစာကိုအသုံးပြုရမယ်အဲ့ဒါတော့ခုမှတ်ထားမယ်နော်အကေလို့ဒီနန်စာတွေရအမျိုးစာတွေကခုတည်းမဖားရသေးဘူးဆိုလို့ရှိရင်အဲ့ဒီတန်ခမ်းသာကိုအရင်ကြည့်ပေးပါပြီးမှဒီတန်ခမ်းသာကိုလေ့လာပါမဟုတ်ရင်ကျွန်တော်တို့တဲနည်းနည်းခက်ခဲသွားမှာပေါ့နော်အဲ့တော့ဆရာကဒီမှာဥပမာတွေမှာနန်စာသုံးထားတဲ့အဲ့ဒီနန်စာတွေအကုန်လုံးက objective pronoun ဖြစ်ပါတယ်ဘာဘာပေါ့ဘီနော်မူဂျေကားချလာနာအတားဒီမှာမိုင်းကားချလာနာအတား ဟဲ့လို့ပြောလို့မရဘူးတဘောပေါက်ပြီနော်ကျွန်တော်ကျွန်တော်ဒီကာမောင့်တက်တယ်မူဇာတိတ်ပဲကျွန်တော်ဒီမှာကာရတိတ်ပဲကာပေါ့နော်ဇလာနာတိတ်ပဲမောင့်ဒီဒီဟာခရိယာပေါ့အေးဒီဇလာနာရဲ့အနောက်မှာအာတာရဲဆိုတဲ့စကားလုံးထိလိုက်တယ်ပြီးသွားပြီတဘောပေါက်ပြီနော်နောက်တစ်ကြောင်းကကြတော့ဥစေခါနာပကနာနေဟိယတိဒီဟာကြတော့အငဲစားကြောင်နေဟိဆိုတဲ့စကားလုံးပါတယ်နော်ဥစေသူဒီခါနာပကနာနေဟိအာတိသူမဒီအစအစမချက်တတ်ဘူးအဲ့တော့ ခါနာပကနာဒိဗေအစစချက်ပြုတ်သည်နိဟိယတ္တဒိဗေမလုတ်တတ်ဘူးတပောပောပြီနော်အခုဒီမှာသူမအတွက်ကျွန်တော်တို့ဘလိုနန်စာတုံးထားလဲ objective pronoun ဝိုးမတုံးထားဘူးဦးစေတုံးထားတာတပောပောပြီနော်ဦးစေခါနာခါနာပကနာဒိဗေအဲချက်ပြုတ်သည်အစတော့ချက်ပြုတ်သည်အာတာဟဲနောက်ဆုံးမှာဒီစကားလုံးထည့်လိုက်တယ်မင်းကလေးမို့လို့အာတိဟဲထည့်လိုက်တယ် သူမသည်အစာတောက်ချက်တက်တယ်အကေလို့မချက်တက်ဘူးအညက်လုံးမယ်ဆိုလို့ရှိရင်ဒီမမဟုတ်ဘူးဆိုတဲ့စကားလုံးကိုပြန်မထည့်ပါလေကျွန်တော်တို့ဗမာစကားမှာဒီအာတာဟဲဆိုတဲ့စကားလုံးရဲ့အရှိမထည့်တာမချက်တက်ဘူးတက်ဘူးရဲ့အရှိမကျွန်တော်တို့ဒီမဆိုတဲ့မဟုတ်ဘူးဆိုတဲ့စကားလုံးကိုထည့်တာဘူရူဒူဝါဒစကားမှာလည်းလုံးဝအဲ့ဒီနေရာမှာပဲဟာဖီနဖီနေဟီဆိုတဲ့စကားလုံးကိုထည့်ပေးမယ်အညက်စကားလုံးကိုနော်ဦးစေခါနာပကနာနေဟီယာတီသူမသည်အဲအစာတောက်မချက်တက်ဘူး နောက်တစ်ကြောင်းကကြတော့ हमें इंग्लिश बोलना आते हैं हमें इंग्लिश बोलना आते हैं ကျွန်တော်တို့ဒီအင်္ဂလိပ်စကားပြောတတ်တယ်။ဒါကြတော့အဖြေစာကြောင့်ပဲနော်။ हमें ကျွန်တော်တို့ဒီအင်္ဂလိပ်ဘောလနာအင်္ဂလိပ်စကားပြောသည်ဘောလနာအတိတ်ပဲပြောသည်အင်္ဂလိပ်ဆိုတာကအင်္ဂလိပ်ဘာသာစကားပေါ့နော်။အဲ့တော့အဲ့ဒီဘောလနာခရိယာရဲ့အနောက်မှာအာတေဟင်အများကြီးမလို့ဒီစကားလုံးထည့်သုံးထားတယ်။အဲ့တော့ हमें इंग्लिश बोलना आते हैं ကျွန်တော်တို့ဒီအင်္ဂလိပ်စကားပြောနိုင်တယ်။တဘောပေါက်ပြီနော်။ अकेलो डी साजों को चुनौ अन्य साजों लोग में सोलो चाहिए दी आते हैं ये ऐसे मन नहीं तो लोग ठहरे होंगे हमें इंग्लिश बोलना नहीं आते हैं चुनौ इंग्लिश अगर मप्यो नहीं हो प्यो टाइप हो ना अकेलो एरा हो चुनौ मैं कौन लोग में सोलो चाहिए क्या हमें इंग्लिश बोलना आता है ऐसे मा क्या तो लोग ठहरे दामा वो ये क्या बोल लो नौ सौ मठे में डी लगवा दबा भी ना नाउ टा चारो तुम्हें कंप्यूटर चलाना आता है क्या तुम्हें कंप्यूटर चलाना आता है क्या मैं कंप्यूटर သုံးတက်လာအဲ့တော့ကွန်ပျူတာတိတ်ပဲကွန်ပျူတာဂျာလာနာတိတ်ပဲမောင်းဒီအသုံးပြုဒီအလိုမျိုးတိတ်ပဲတဘောပေါက်ပြီနော်အဲ့ဒီဂျာလာနာဆိုတဲ့စကားလုံးကကရိယာဖြစ်တယ်ဒီကရိယာရဲ့အနောက်မှာကျွန်တော်တို့ဒီအာတာဟဲဆိုတဲ့စကားလုံးကိုထည့်ထားတယ်ဘာလို့ဆိုတော့ဒီမှာတူမီအတိတ်ပဲမဲဒါမှမဟုတ်အတန်တယောက်တည်းအနေကင်းပေါ့နော်ကျွန်တော်တို့အရှိမ subject ကအနေကင်းဖြစ်ပြီးတော့ယောက်ျားလေးဖြစ်နေဆိုလို့ရှိရင်အာတာအာတာဟဲဆိုတဲ့စကားလုံးကအသုံးပြုတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီမှာအာတာဟဲကသုံးထားတယ်တဘောပေါက်ပြီနော် नाउट जाऊँ उसे बात करना नहीं आता उसे बात करना नहीं आता तू दी सगा मफियो टैबू रो उसे सोरा तू बात करना दे वे सगा प्यो दी नहीं आता दे वे मल्लाबू सगा प्यो छे मल्लाबू प्यो लो छेगा सगा मफियो टैबू तब भी नो रो बात करना दिया क्रिया फिर दे दी क्रिया या ना वो चुनो दी आता है सोरे सगा लूंगो ठे लाइक दे दी आता है नो अन्य साजन सोरो चुनो दी माहरफे नफी नहीं ले ठे बैठा रहा हो नो नहीं आता है आलोक्ष द्वारा हो नो ဲ့တော့ဒီတခုသဘောပေါက်ပြီနော်ပြီးတော့နောက်တခုစီကံကဥပဒေကပါလို့ဆိုရင်ကျွန်တော်တို့စကားပြောတဲ့အခါတခါတခါအလိုတောင်းဆိုတာတော့အမိန်ပေးတာတော့လိုမျိုးစကားတစ်မျိုးသုံးရတယ်အေးအေးဒီစကားမျိုးစားတွေကိုကျွန်တော်တို့ဘယ်လိုဆရာမလဲအဲ့ဒါနဲ့ပတ်သက်ပြဖတ်မှာပေါ့နော်ဥပမာဖြင့်အဲဒီမှာထိုင်ပါရေတစ်ခွက်ယူလာပါ တန်ခမ်းသာဖတ်ပြပါဒီဟာတောင်းဆိုတာအမိန်ပေးတာလို့စာကြောင်းတွေဖြစ်တဲ့ဒီလိုစကားကိုကျွန်တော်တို့ဘယ်လိုစီရမလဲအဲ့ဒီစကားကိုကျွန်တော်တို့ပုံစံအမျိုးမျိုးနဲ့စီလို့ရတယ်အဲ့အဲ့ဒါတွေကိုဆရာဒီမှာရေးပေးထားတယ်သဘောပေါက်ပြီနော်ပထမအဆုံးပုံစံကကြတော့ကာရဏဆိုပြီးရေးထားတယ်ဒီကာရဏကနေဆရာကဘာကိုပြောလို့ရှင်းတာလဲဟိုခရိယာရဲ့ပုံစံကိုပြောရှင်းတာကျွန်တော်တို့ခရိယာ fail နဲ့ပတ်သက်ပြီး ဖတ်ပြီးသွားပြီကျွန်တော်တို့ဖတ်ခဲ့တဲ့အခါ fail time ရဲ့နောက်ဆုံးမှာနားဆိုတဲ့စကားလုံးတစ်လုံးတွေ့ခဲ့တယ်ကျွန်တော်တို့စာချုပ်စီတဲ့အခါအဲ့ဒီနားကိုဖြုတ်ပြီးတော့တခြားစကားလုံးတွေထည့်ပေးတယ် editing စကားတွေပါလေဖြစ်လာတယ်ပေါ့နော်သို့သောကျွန်တော်တို့အမိန်ပေးတဲ့အခါအဲ့ဒီ criteria ကိုလုံးဝ criteria တိုင်ထားထားလိုက်ရင် editing အဲ့ဒီ criteria ကအမိန်ပေးတဲ့စာချုပ်ဖြစ်လာတယ်ဥပမာဖြင့် sabak parna တန်ခမ်းတာဖတ်ပါခါနာခါနာအစာတော့စားပါကြာရေးပီနာ လဖေးတောက်ပါအဲ့တော့ဒီတခါကရဏဆိုတဲ့ပရဏဆိုတဲ့ခါနာဆိုတဲ့ပီနာဆိုတဲ့ဒီစကားလုံးတွေကကရိယာကိုကျွန်တော်တို့ဘာမှမပြောင်းလဲပဲနဲ့မူလတိုင်းထားထားတာအတိတ်ပဲကဘာအတိတ်ပဲရနေလေအမိန်ပေးတဲ့စာကြောင်းရဲ့အတိတ်ပဲရနေတယ်သဘောပေါက်ပြီနော်နောက်ပုံစံတစ်ခုကပါရှိလေဆရာဒီမှာကရိုးဆိုပြီးရေးထားတယ်ဒီကရိုးကလည်းဆရာဘာကိုပြောလို့ရှင်းတာလဲ ကျွန်တော်တို့ခရိယာတွေဖတ်ခဲ့တဲ့အဲ့ဒီခရိယာရဲ့နောက်မှာနားဆိုတဲ့စကားလုံးတစ်လုံးရှိတယ်အဲ့ဒီနားဆိုတဲ့စကားလုံးကိုဖြုတ်ပြီးတော့အိုးဆိုတဲ့စကားလုံးကိုထည့်ပေးရုံပဲနားကို ဖြုတ်ပြီးအိုးဆိုတဲ့စကားလုံးကိုထည့်မယ်ဥပမာပြန်ပါဏာကနေနားကိုဖြုတ်ပြီးအိုးထည့်မယ်ပါရဟောလို့ဖြစ်မယ်သဘောပေါက်ပြီနော်ခါနာကနေနားကိုဖြုတ်ပြီးကျွန်တော်တို့ခအိုးဆိုတဲ့စကားလုံးထည့်မယ်ခါဝလို့ဖြစ်သွားမယ်လက်နာကနေကျွန်တော်တို့နားဆိုတဲ့စကားလုံးကိုဖြုတ်ပြီးတော့အိုးဆိုတဲ့စကားလုံးထည့်မယ်ဘယ်လိုဖြစ်မှာလဲလက်ခို့ တဘောပေါက်ပြီနော်ဒီဟာလေအမိန်ပေးတဲ့စာကြောင်းပဲတဘောပေါက်ပြီနော်ဥပမာဖြင့် either by to but နာကနေနာကိုဖြုတ်ပြီး old စကားလုံးထည့်လိုက်တာဒီမှာထိုင်းပါ other jao ဟိုဘက်ကိုသွားပါဒီမှာ jao ဆိုတဲ့စကားလုံးကဂျာနာကနေလာတာဂျာနာအတိတ်ပဲသွားသည်အဲ့ဒီနာကိုဖြုတ်ပြီးတော့ o ဆိုတဲ့စကားလုံးထည့်လိုက်တယ် jao သဘောပေါက်ပြီနော်။ဟိုတန်းကြောက်ဟိုဘက်ကိုသွားပါ။အဲ့လိုဆိုလို့ရှိရင်အဲကျွန်တော်တို့အမိန်ပေးတဲ့စာကြုံးကို ပုံစံနှစ်ခုနဲ့စီလို့ရတယ်။နောက်တစ်ခုကပါရှိလေဒီဟာကာကာဒီစကားလုံးကနေဆရာဘာကိုပြောလို့ချင်တာလို့ဆိုရင်ကျွန်တော်တို့ခရီးရတွေဖတ်ပြီးသွားပြီခရီးရတိုင်းရဲ့အနောက်မှာနားဆိုတဲ့စကားလုံးတစ်လုံးရှိတယ်အေးအေးဒီနားကိုဖြုတ်ပြီးရင်ကျွန်တော်တို့ကြံတဲ့စကားလုံးတွေကိုပြောမယ်အဲ့လိုဆိုလို့ရှိရင်ဒီဟာလေအမိန်ပေးတဲ့စာကြောင်းဖြစ်တယ်ဥပမာဖြင့်ဗရဏကနေနားကိုဖြုတ်လိုက်ဘာကြံနေလဲပါကြံနေတယ်အေးအေးဒါအမိန်စာကြောင်းတဲ့ ပါရအတိတ်ပဲအတန်ဖတ်ပါအဲ့လိုမျိုးအဲဂျာနာဂျာနာကနေကျွန်တော်တို့နာကိုဖြုတ်လိုက်ရင်ပါကျင်လဲဂျာဆိုတဲ့စကားလုံးကျန်နေတယ်ဂျာဂျာအတိတ်ပဲ အတင်သွားပါမဲသွားပါလို့များတိတ်ပြီအဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့အမိန့်စာကြောင်းကိုဈေးဘွက်တွေပုံစံ၃ခုတီးသွားပြီနောက်တစ်ခုပုံစံရှိတဲ့ဆရာဒီမှာရေးပေးထားတဲ့ current ဆိုပြီးပေါ့နော်ဒီ current ဒီဟာကပုံစံတီးတဲ့အတင်မဟုတ်ဘူးဒီ current ဒီဟာကိုကျွန်တော်တို့လေးစားတရားကသုံးတာဥပမာဖြင့်အဲအတင်တို့စားကြပါအဲ့တော့တောင်းဆိုနေတာပေါ့နော်အတင်တို့ထိုင်ကြပါတောင်းဆိုနေတာဒီလိုကိုယ်ထက်ကြည့်တဲ့လူတွေကိုအမိန်ပေးလို့မရဘူးကျွန်တော်တို့ကိုအဲကျွန်တော်တို့တို့ကိုရှောက်တာ တောင်းဆိုတာအေးအဲ့လိုတောင်းဆိုတဲ့အနေနဲ့ရှောက်တဲ့အနေနဲ့တုံးကြခါကျွန်တော်တို့ကာရကာရနာကာရောအလိုမတုံးမင်းနဲ့ကာရင်အလိုတုံးတယ်တပပောက်ပြီနော်အဲ့တော့ဒီတခုမှတ်နိုင်ရင်မှတ်ပေါ့နော်အကယ်လို့မမှတ်နိုင်ဘူးဆိုရင်လည်းပြဿနာမရှိဘူးဒီပထမနှစ်ခုနဲ့ဒီနောက်ဆုံးမှာတခုရှိနေတယ်ဒီသုံးခုကိုမှတ်ထားမယ်ဒီသုံးခုကနဲ့ကြိုက်တဲ့ပုံစံနဲ့တုံးမယ်အဲ့ဒါကပါစာကြောင်းဖြစ်လာမှလည်းအမိန်ပေးတဲ့စာကြောင်းတောင်းဆိုတဲ့စာကြောင်းဖြစ်လာမယ်တပပောက်ပြီနော်ဆရာအဲ့လိုမျိုးဒီမှာဥပမာလေးရေးပေးထားတယ် ဒီဥပမာလေးကိုဖတ်လိုက်ရင်ပိုပြီးရှင်းသွားမှာပေါ့နော်ဥပမာဖြင့်ဆုနုဆွန်းဆွန်းနာသုံးမျိုးရေးထားတယ်နော်ဆုနုဆွန်းဆွန်းနာဆုနုဒီကဆွန်းနာဆိုတဲ့စကားလုံးကရိယာရှိတယ်အေအေဒီကရိယာကနေနာကိုဖြောက်ဖြုတ်လိုက်တယ်ဘာကျန်နေလဲဆွန်းကျန်နေတယ်အဲ့ဒီဆွန်းရဲ့အနောက်မှာအိုးဆိုတဲ့စကားလုံးထည့်လိုက်တယ်ဒီပုံစံမျိုးပေါ့နော်ဒီပုံစံမျိုးအဲ့တော့ဆုနုဒီအမင်းပေးတဲ့စာကြောင်းဖြောက်ပါပြီနားထောင်ပါ အသင်နာထောင်ပါလို့မျိုးအတိတ်ပဲဗောနော်နောက်တစ်ခေါက်ကျတော့ sun sun မှာကျွန်တော်တို့ဘယ်လိုလုပ်ထားတာအဲခရိယာရဲ့အနောက်မှာနာဆိုတဲ့စကားလုံးကိုဖြုတ်လိုက်တာဒီလောက်ပဲ sun နာကနေနာဖြုတ်လိုက်ရင်ဘာကျန်နေလဲ sun အဲတော့အဲ့ဒါအမိန်စာချုပ်ဖြစ်သွားတယ် sun နာထောင်ပါလို့ပြောနေတာတဘောပေါက်ပြီနော်နောက်တစ်ခေါက်ကျတော့ sun နာ sun နာကဒီမှာဘာလုပ်ထားတာလဲခရိယာကိုလုံးဝအဲ့ဒီခရိယာတိုင်ထားထားလိုက်တာဘာတစ်ခုမှမဖြုတ်ချဘူးတဘောပေါက်ပြီနော်ဒီအားလေးအမိန်စာချုပ်နောက်တစ်ချက်ကကြတော့ सबक पर हो डमा वो सबक पर सबक परना चाइक डाबियो तुम घुलो मैं सबक पर हो अडे वे तेंगन अफबा सबक पर अडे के लिए तेंगन अफबा सबक परना अडे के लिए तेंगन अफबा एरो दीपों तो ने तुम घुम अटको ने बागवारा ले दी पर हो मा दी हा परना क्रिया का ने ना गोप्यों भी रो ओ सूर्य सकालों ठेल आई था सबक पढ़ो हो अलोप्य द्वारे तब अब भी ना बाबिलो जरा परना का ने ना गोप्यों की है बाचें ले ပါတဲ့နေတဲ့အေဒီယာနောက်မှာပရိယာနောက်မှာအိုထင်းရပါတော့ဟုတ်တော့ပါပါဘူးနော်ဒုတိယပုံစံမှာကြတော့ပါစဘက်ပါတိရခဘာလောက်ထားတာပရဏအေအေဒီပရဏမှာခရိယာယနောက်မှာနာဆိုပြီးရှိတဲ့စကားလုံးကိုဖြုတ်လိုက်တာဒီလောက်ပဲနော်အဲ့ဒါပါတဲ့နေတဲ့အဲ့ဒါမင်းစားကြောင်စဘက်ပါတန်ခန္ဓာဖတ်ပါနောက်တစ်ခုကဘယ်လိုလောက်ထားလဲပရဏအဲ့တော့ခရိယာကိုခရိယာတိုင်းထားထားလိုက်တာဘာတစ်ခုမှမဖြုတ်ချဘူးဘာတစ်ခုမှမထည့်ထားဘူးစဘက်ပရဏတန်ခန္ဓာဖတ်ပါ တဘောပေါက်ပြီနော်နောက်တစ်ကြောင်းကကြတော့ယဟဘိထုဒီမှာထိုင်ပါဒီနေရာမှာထိုင်ပါအဲ့တော့ဘိုက်တနာဆိုတဲ့ကြိယာတလုံးကျွန်တော်တို့ဖတ်ပြီးသွားပြီအဲ့ဒီဘိုက်တနာကနေနာကိုဖြုတ်ပြီးတော့အိုးဆိုတဲ့စကားလုံးထည့်ထားတယ်အဲ့တော့ဘိုက်ထိုကလို့ဖြစ်သွားတယ်ယဟဘိထုဒီမှာထိုင်ပါဒီဘိုက်ထိုကိုကျွန်တော်တို့ကျန်တဲ့ပုံစံတော့ခုနဲ့ပြောမယ်ဆိုလို့ရှိရင်ဘလို့ဖြစ်မှာလဲယဟဘိုက်တနောက်ဆုံးရဲ့နာကိုဖြုတ်လိုက်ပြီးသွားပြီနောက်တစ်ခုကကြိယာကိုကြိယာတိုင်ထားလိုက်ယဟဘိုက်တနာ နှစ်ခုလုံးသုံးခုလုံးမဲနေဒါဘာပေါ့ကွီးနော်နောက်တစ်ကြောင်ကကြတော့အက်ဂလပ်စ်ပါနီလာနာအက်ဂလပ်စ်ပါနီလာနာအက်ဂလပ်စ်အတဲ့ပဲအဲပါနီအတဲ့ပဲအဲရေတခွက်ပေါ့နော်အက်ဂလပ်စ်ပါနီရေတခွက်လာနာယူလာပါ အဲ့တော့ဒီမှာလာနာဆိုတဲ့စကားလုံးကကြိယာဖြစ်တယ်ကြိယာကိုကျွန်တော်တို့ဘာတခုမှမဖြုတ်ချဘူးအဲ့ဒီအတိုင်းမူလာအတိုင်းယူလာတာအမိန်စာကြောင့်ဖြစ်သွားပြီဒီဟာကိုကျွန်တော်တို့ကြံတဲ့ပုံစံနှစ်ခုနဲ့ယူလာမယ်ဆိုလို့ရှိရင်ဘာလောက်ကမလဲနားကိုဖြုတ်ပြီးအိုးဆိုတဲ့စကားလုံးထည့်ရမယ်အဲ့တော့ a glass pani lao အလိုဖြစ်သွားမယ်နောက်ပုံစံတစ်ခုကပါရှိလဲကျွန်တော်တို့နားကိုဖြုတ်ပြီးပြောင်းရုံနဲ့ a glass pani la တဘောပေါ့ဘီနော်ဒီဟာလေးအမိန်စာကြောင့်အဲ့တော့ ်အဘောပေါက်ပြီနော်နောက်တစ်ကြောင်းကကြတော့အပနာနာမ်ဘတာအိုအပနာနာမ်ဘတာအိုမိမိနာမည်ပြောပါအပနာနာမ်အတိတ်ပဲမိမိနာမည်ဘတာအိုဒီစကားလုံးကဘတာနာကရိယာကနေလာတာဘတာနာတိတ်ပဲပြောပြသည်အဲ့တော့ဘတာနာကနေနာကိုဖြုတ်ပြီးတော့အိုးဆိုတဲ့စကားလုံးထည့်လိုက်တော့ဘတာအိုဖြစ်သွားတယ်အခုကျင်တဲ့ပုံစံတော့ခုနဲ့ယူလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမလဲတခုပုံစံကနာကိုဖြုတ်ဖြုတ်လိုက်ရုံပဲအဲ့တော့ဘတာနာကနေနာကိုဖြုတ်လိုက်ရင်ဘာဖြစ်မှာလဲအပနာနာမ်ဘတာအပနာနာမ်ဘတာမဲနာမည်ပြောပြအ ရားလဲမင်းစားကြောင်နောက်ပုံစံတစ်ခုကပါရှိလဲကျွန်တော်တို့ဒီအခရိယာကိုမူလာတိုင်ထားတယ်တဘောပေါ့ကွနော်အဲ့ဒါမူလာတိုင်ထားရင်ဘလို့ဖြစ်မှာလဲအပနာနာမ်ဘတာနာအပနာနာမ်ဘတာနာဒီအလဲမင်းစားကြောင်တဘောပေါ့ကွနော်နောက်တစ်ကြောင် time per namaz ada karo time per namaz ada karo time ဒီအကအင်္ဂလိပ်စကားလုံးပေါ့နော်အချိန်မဲ namaz ဖတ်ကြပါအဲ့တော့ ada karo အတိတ်ပဲဝယ်ပြူသည်ပြုလုပ်သည်အလိုများအတိတ်ပဲတဘောပေါ့ကွနော်ဒီအကကရိယာ အေးဒီအာဒါကရဏာကနေနားကိုဖြုတ်ပြီးတော့ကျွန်တော်တို့အိုးဆိုတဲ့စကားလုံးထည့်လိုက်တယ်အမိန်ပေးတဲ့စာချုပ်ဖြတ်သွားတယ်နောက်ပုံစံတစ်ခုရှိနေတယ်အဲ့ဒါနဲ့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်အာဒါကရဏာကရဏာအေးဒီအတိုင်းပဲထားထားလိုက်ဘာမှလုပ်ကြရမလို့ဘူး time per namaz ada karna ဒီအလေးအမိန်စာချုပ်အချိန်မဲ့ namaz ဖတ်ပါတိတ်ပဲနောက်ပုံစံတစ်ခုပါရှိလေကျွန်တော်တို့အဲ့ဒီ kriya ရနောက်မှာနားဆိုတဲ့စကားလုံးရှိတဲ့အဲ့ဒီနားကိုဖြုတ်လိုက်ရုံပဲဥပမာဖြင့် time per namaz ada kar टाइम पर नमाज अदा कर तिहाले मैं आ जाओ अच्छा ही मैं नमाज फबा देखे तब तो बाबी ना नौ। नौट जंगा चारो इधर बैठ और मेरी बात सुन इधर बैठ और मेरी बात सुन ဒီမှာထိုင်ပါ၎င်းတော့ကျွန်တော်ရဲ့စကားနားထောင်ပါ ඉදර တဲ့ဘီဒီမှာ byte အတိတ်ပဲထိုင်ပါဒီဟာအမိန်စာကြောင့် byte နာနာကိုဖြုတ်လိုက်တာဒီလောက်ပဲအမိန်စာကြောင့်ဖြစ်ဖြစ်သွားပြီသဘောပေါက်ပြီနော်နောက်ပုံစံတစ်ခုနဲ့လည်းကျွန်တော်တို့နှခုနဲ့လည်းကျွန်တော်တို့ပြောလို့ရတယ်အဲကနေပထမပုံစံကဘာလဲဒီ byte နာကိုအဲ့ဒီမူလတိုင်းထားထားလိုက်ကြိယာကိုကြိယာတိုင်းထားလိုက် ඉදර byte နာဒီအလေးမင်းနဲ့နောက်ပုံစံတစ်ခုကပါရှိလေအိုးဆိုတဲ့စကားလုံးကိုနာကိုဖြုတ်ပြီးထည့်လိုက်ရင်လည်းရတယ် either by to အလိုပြောင်းရင်လေးရတယ်တဘောဘောက်ပြီနော်သုံးခုလုံးမှန်တယ်အော်မေရီဘတ်ဆွန်ဆွန်ဒီယာဆွန်နာကနေလာတာဆွန်နာဒိဗေနားထောင်သည်အေဒီဆွန်နာကနေအဲနောက်ဆုံးမှာရှိနေတဲ့နားကိုဖြုတ်လိုက်တော့ဆွန်ဖြစ်သွားတယ်အမိန်ပေးတဲ့စာကြောင်းအကလို့ကျွန်တော်တို့ဒီခရိယာကိုမူလတန်ဆွန်နာထားလိုက်ရင်လေမှန်တယ်ဘတ်ဆွန်နာမေရီဘတ်ဆွန်နာအဲ့ဒါလည်းမှန်တယ်ဒါမှမဟုတ်ကျွန်တော်တို့ အဲအဲ့ဒီအိုးဆိုတဲ့စကားလုံးထင်ရင်လေးရတယ်နားကို ဖြုတ်ပြီးတော့အိုးဆိုတဲ့စကားလုံးထင်ရင်လေးရတယ်မေရီဘတ်ဆိုနော ဘောပေါက်ပြီနော်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့အမိန်ပေးတဲ့တောင်းဆိုတဲ့စာချုပ်ကိုပုံစံ၃ခုနဲ့တံပြလို့ရတယ်ဒီ၃ခုလုံးနဲ့ကျွန်တော်တို့ဟိုခရီးရီကိုယူပြီးတော့အဲများများလေ့ကျင့်ရမှာပေါ့နော်ဒီအရတော့တော်တော်လွယ်ကူပါတယ်အင်ရှာလာခဏလောက် exercise လုပ်ရင်ကျွန်တော်တို့တော်တော်ကျွမ်းကျင်သွားမှာပေါ့အင်ရှာလာနော်အဲ့တော့ဒီမှာတကူသဘောမပေါက်တာတို့ပါလို့ရှိရင်ဆရာကို comment မှာလာပြီးမေးထားလို့ရပါတယ်အင်ရှာလာဆရာတန်တန်ဆုံးရှင်းပြပေးမှာပေါ့နော်